တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးကျန်းအောင်ရဲ့တန်ဝေကာဆိုတဲ့ဝိတ္ထုတို့ကို နားဆင်ရမှာဖြစ်ပါတယ် ောင်းလွှတ်လိုက်ပြီးဖြစ်သဖြင့်ចောင်းသားများဆရာဆရာမများသည်တစုတယုံနဲ့ပြန်သွားကြလေရာចောင်းမော်တွင်ကျွန်တော်တယောက်ထဲចံရစ်ခဲ့လေတော့သည်တနေ့လုံးပင်စူးစူးညံ့ညံ့လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သောចောင်းမှာတိတ်ဆိတ်ငြိမ်သက်လျက်အသက်မဲ့သည့်တပွဲဖြစ်နေသည်ကိုတွေ့ရသောအခါမမြဲသောသင်္ခါရသဘောတရားကိုစဉ်းစားထင်မြင်မိသည်ကျွန်တော်ဒီကျောင်းဝရန်တာတွင်ကလထိုင်တလုံးဖြင့်ထိုင်း၍တောင်စုစုအရက်သို့ငေးမျောကြည့်ရှုနေမိ၏ မိုးရာသီတွင်းကမြရီလိမ့်တကဲ့သို့စိမ့်လန်းဆူပြေသောစပားပင်တို့ဖုံးလွှမ်းရာလဲခွင်းကြီးမှာယခုအခါတွင်လဟာပြင်လွင်တီးခေါင်ပြင်ဖြစ်လျက်ရိုးပြက်ငုတ်ကလေးများကိုသာမြင်ရတော့သည်ဤစပားပင်များဤအဖြစ်တနေကားလူတို့ဤဘဝနှင့်တူလှစွာ၏လူပေါင်းတို့သည် ပြိုရွယ်စဉ်ပင်ပျော်ကြရွှင်ညကြည်နူးကြသည်မှာမိုးရာသီတွင်စပားပင်များစိမ့်လန်းဆူပြေရိမ့်ရွယ်၍နေသည်နှင့်တူလှ၏ မိုးရာသီကုန်မြောက်စောင်းရာသီအရောက်တွင်စဘာပင်တွေသည်ရှိပ်ဖြတ်ခြင်းခံရသလို လူများမှလည်းတက်ကြီးရွယ်အိုတို့ရောက်လက်သောအခါတေမင်းဤထက်လာစွာသောဒဇင်ဖြင့်ရှိပ်ဖြတ်ခြင်းခံရကရိုးပြက်ငုတ်ပမာအယိုးစုသာကြံလီတော့သည်တကားတနေ့လုံးစီကားကြွဉံ၍နေခဲ့သောเจ้าသည်တိတ်ဆိတ်ငြိမ်သက်၍နေသလိုတမိုးတွင်လုံးစိမ့်ဆူตายရခဲ့သောစဘာပင်တို့သည်ရိုးပြက်ငုတ်မြသာကြံတော့သလို ကျွန်တော်ဘဝမှာလည်းဤအတိုင်းပင်ဖြစ်ပေတော့သည်သာသည် ကျွန်တော်ဒီအတိတ်ဖြစ်စဉ်ကို ပြန်လည်တွေးတော့ကြည့်နေမိသည်ဒလမျိုးနီး6နံပါတ်ရွာကလေးတွင် ကျွန်တော်ចောင်းเสียလောက်ခဲ့သည် ကျွန်တော်မှာတကူရေတကာရသမားဖြစ်ရာ ပြင်းရင်ညီးငွေမိလျက်တစုံတရာလို၍နေသလို ဟာ၍နေသလိုဖြစ်တော်သည်တနေ့သောညနေခင်းတွင် မိုးတွေရွာ၍နေသဖြင့်ကျွန်တော်တယောက်ထဲအိမ်ငန်းတွင်မှကုတ်၍နေစဉ် ။တစုံတယောက်ဝင်လာသဖြင့်ကျွန်တော်မှာအံ့အားသင့်ငါမျက်လုံးပြူးသွားမိတော်သည်။လှပသောမိမ့်မပြူတယောက်ဖြစ်၏။ကျွန်တော်တစ်ခါအမှမမြင်ဘူးသူလည်းဖြစ်၏။ပြုံးကနေမိုးရွာချလိုက်လို့မိုးဝင်ခိုးတာပါ။ဟုမိမ့်မပြူကပြောသည်။ကျွန်တော်ကနေရာထိုင်ငင်းပေးက စကားစမြည်ပြောသည်။ကျွန်တော်သိလိုသည်များကိုမေးသည်။ထိုမိမ့်မပြူမှာသုံးကွမျိုးအနီးကတပ်ပနရွာမှဖြစ်သည်။ ကျွန်တော်နေသည့်6နံပါတ်ရွာတွင်မိမပြိုဤအမရှိသဖြင့်အလဲဘက်လာခြင်းဖြစ်ကြောင်းသိရသည်ကျွန်တော်နှင့်မိမပြိုအတော်ကြာစကားပြော၍နေကြ၏သူရုပ်ဆင်းတရံမှာချစ်ခင် ကျင်နာပွဲကောင်းလာသည်သူအတံမှာတာယာလှ၏သူ့ကိုမြင်ရတွေ့ရသူ့အတံကိုကြားရသောကျွန်တော်မှာသူအားချစ်ခင်ဆွဲမှန်မိလေတော်သည်ထိုနေ့မှစပြီးကျွန်တော်ဤပြင်းဤညင်းငွေပွဲဘဝမှာတာယာဆိုပြေလာသည်အောင်ဖြစ်ရတော်သည် ျွန်တော်နေသည့်6နံပါတ်ရွာကလေးဒီပင်လျင်ရှေးကနဲ့မတူနေချင်းသပွဲပျော်မွေ့ပွဲရာဖြစ်လာသည်ဟုထင်မိတော်၏မိမပြိုဤအမမာကျွန်တော်နှင့်ယင်းဒီခင်မင်သူဖြစ်ရာကျွန်တော်ဆန္ဒကိုပြောပြသည်သူကလည်းသဘောတူသည် ထို့ကြောင့်မကြမီပင်လျင်မိမပြိုနှင့်ကျွန်တော်မှာတမိကြီးသာဖြစ်ကြတော်သည်ငယ်ရွယ်သေးသူပြီးပြီးလွန်စွာပျော်မွေ့နှစ်သိမ့်မိ၏မိမပြိုနှင့်ကျွန်တော်တို့မကြာခဏတွေ့ကြဆုံညား ကလူကြည်တယ်ကြရသည်များကို စိတ်ဝမ်းချမ်းမြေပျော်မွေ့လှလျက်ပီတိသောမနတဖြစ်၍မဆုံးရှိလေတော်သည်ထိုအခိုက်တွင်အညာဒေသစင်မဝဲတွင်နေကြသော ကျွန်တော်မိဘများက ကျွန်တော်ကိုတန်ကြိုးရိုက်၍ခေါ်လေတော်သည်ထလွန်းလျင် ထိုင်ရသည်ဟူသောစကားပုံကမှန်လှစွာ၏အပျော်ကြီးပျော်အမျိုးကြီးမြူးခဲ့သော ကျွန်တော်မှာမိဘတူအူအသေးအံမကျမ်းမမာဖြစ်နေကြပြီဟုတွေးကာစင်မောင်ဝဲသို့ချက်ချင်းလာခဲ့သည် မိဘများကျမ်းမာလျက်ရှိကြောင်းတွေ့ရသည့်အခါကျွန်တော်အံ့ဩရပြန်သည်ပို၍အံ့ဩပွဲကောင်းသည်မှာကမိဘများသည် ကျွန်တော်နှင့်တင့်တော်မီထင်သူမိကလေးတို့ဦးနှင့်လက်ထပ်ပေးရန် စီစဉ်ကြခြင်းပင်ဖြစ်သည်ခတ်ချေပြီးမိဘစကားကိုလည်းမပြစ်ပယ်လို့၆နံမဲ့ရွာတွင်ကြံရစ်ခဲ့သူကျွန်တော်ရည်စားကိုလည်းတစ်ဆာမဖောက်လို့နှစ်ယောက်စလုံးကိုလက်ထပ်၍လဲဖြစ်မိကိစ္စမျိုးမဟုတ်ထို့ကြောင့်ကျွန်တော်မှာအတွေးခတ်အလုတ်ကြက်ခါ စိတ်မချမ်းမသာဖြစ်ရတော့သည်နောက်ဆုံးတွင်ကမိဘများဤစကားကိုညှင်းပယ်ရတော့သည်ညှင်းသူညှင်းပယ်ရာတွင် ကျွန်တော်မှရည်စားရှိနေပြီဟု၍ကမပြောဝင်ညှင်းသူပြောလျင် မိဘများကပြန်မလှုပ်ပဲသူတို့သဘောတူသည့်မိန်းကလေးနှင့်အတင်းပေးစားမိကိုစိုးရပေးသေးသည်ထို့ကြောင့်ကျွန်တော်တားမရမယူခြင်းသေးပါဘူးတားမရယူဖို့ကိစ္စကိုစဉ်းစားပြရစီအောင်ဟု မလိမ့်တပတ်ပြောရသည် ကျွန်တော်စင်မောင်ဝဲမှာ6နံပါတ်ရွာသို့ပြန်ကန်ဤတွင်ကျွန်တော်ရည်သားထံစာတင်ကြိုရေးသား၏ရန်ကုန်တွင်ကျွန်တော်တို့နှုတ်ဆုံရန်ဖြစ်လေသည်ကျွန်တော်စင်မောင်ဝဲမှာပြန်လာသောအခါရန်ကုန်တွင်ကျွန်တော်ဤရည်သားနှင့်ဆုံတွေ့သည်6နံပါတ်ရွာသို့မသွားကြဘဲအင်းစိန်ဤထန်းတပင်မြို့သို့သွားကာထိုမြို့တွင်အိမ်ငါနေထိုင်ကြသည်ကျွန်တော်6နံပါတ်ရွာသို့ရောက်သောအခါကျွန်တော်မှမိမရနေပြီဖြစ်ကြောင်းမသိကြား ရင်းတို့မတိအောင်လဲဖုံးဖိထားရသည်ကျွန်တော်မိမရနေကြောင်းကျွန်တော်မိဘများတိကြလျင်စိတ်မကောင်းဖြစ်မည်ဆိုသောကြောင့်ဖြစ်၏ထိုအခါတွင်၆နံမဲ့ရွာသူရွာသားများကသူတို့ရွာသူကလေးတယောက်ကိုယူရန် ကျွန်တော်ကိုနားချကြပြန်သည်ကျွန်တော်အဖြစ်ကစမ်းကြယ်လှစွာ၏ရဲပွဲလဲကောင်းပါ၏စင်ပေါင်ဝဲနိုင်မိဘများပေးစားသောမိကလေးကိုလက်ထက်ခါစင်ပေါင်ဝဲတွင်ပင်ထားနိုင်ခဲ့သည်ထို့နောက်ကျွန်တော်ရီးသားကိုယူကား ထန်းတပင်တွင် ထားမြဲထားနိုင်၏တဖန်၆နံပဲရွာသူကလေးကိုလည်းယူနိုင်ပေသည် ကျွန်တော်သာရှုပ်ရှုပ်ပွေးပွေးလှုပ်ချင်သူဖြစ်ပါကဤသို့ပင်မရသောရောက်တပြိုင်တည်းယူနိုင်အောင်အခြေအနေကဖန်တီးပေးခဲ့၏သို့သောကျွန်တော်သည်ရည်သားဥကိုတစ္ဆာမဖောက်ဂရိမဖြက်ပဲသူတူဦးတဲကိုသာယူခဲ့၏သူ့ကိုယူရပါမည်လားဟုမိဘများကစိတ်ဆိုးကြသည်၆နံပဲရွာသူရွာသားများကညှို့ညင်ကြသည် ရင်းတို့စိတ်ဆိုးညဉ့်ညင်ခံကကျွန်တော်စွန်စားယူငင်ငယ်သောဇနီးကကျွန်တော်ကိုအကြီးအကျယ်တစ္ဆာဖောက်လေတော့တည်းအထက်တွင်ဆိုခဲ့သည့်အတိုင်းကျွန်တော်တို့ဇနီးမောင်နှံသည်ထန်းတပင်တွင် နေကြ၏ကျောင်းဖွင့်ရက်များတွင်ကျွန်တော်သည်၆နံပဲရွာတွင်နေရလျက်ကျောင်းပိတ်ရက်များတွင်ဇနီးရှိရာထန်းတပင်သို့သွားရသည်ကျွန်တော်ခြေလမ်းပြက်သည်ကိုရိပ်မိကြသော၆နံပဲရွာသူရွာသားများသည်ကျွန်တော်ကိုမျိုးမျိုးထင်ကြီးပေးကြ၏စုံစမ်းထောက်လန်းကြ၏ ကျွန်တော်မိမယူကတဏှာရာတွင်ထားကြောင်းရိပ်မိလာကြ၏ကြာသောအတက်တိလာကြသည်အချိန်ကာလဟူသည်ထူးမြတ်သော စေတဘာဘာဝေတကားကျွန်တော်သည်မိဘပေးစားသော မိကလေးကိုမယူအခြားသူကို ယူကြောင်းမိဘများလောလောဆယ်တိကြလျင်မိဘကလည်းအကြီးအကျယ်စိတ်ဆိုးမည်ခြောက်နံမဲ့ရွာသူရွာသားများကလည်းမုန်းတီးယွန်ရှာကြပေမည်သို့သောတဖြည်းဖြည်းရိပ်မိက အချိန်ကာလကြာမြင့်မှတိကြရသောအခါတွင်ကား အမှုလွန်ပြီးဖြစ်သောကြောင့်စူးစူးဘူးဘူးမဖြစ်တော့ဘဲခွင့်လွှတ်ကြရလေတော့သည်ကျွန်တော်တို့ဇနီးမောင်နှံသည်၆နံမဲ့ရွာသို့ပြောင်းရွှေ့ကပျော်မွေ့ပွေနေထိုင်ကြ၏ရင်းတို့ပင်တသက်ပလုံးနေထိုင်သွားကြရလိမ့်မည်ဟုလည်းမျှော်လင့်မိ၏အချိန်ကာလနှင့်ပြိဇေဒကုံလွန်ကြာမြင့်ခဲ့ကြသည်မြည်သည့်အနှောက်အယှက်တားဆီးများမရှိတော့သဖြင့်ကျွန်တော်တို့ဘဝမှာတာယာပျော်မွေ့နေလေတော့သည် သို့သောဘဝဟူသည် ပင်လေရေပြင်ပမာအမြဲငြိမ့်သက်တာယာခြင်းမရှိကြတကားတနေ့တွင် ကျွန်တော်မှအရေးကြီးသော ကိစ္စရဲ့တစ်ခုပေါ်လာသည့်အတွက်တောင်ငူမြို့သို့သွားရ၏တောင်ငူတွင်၅ရက်ခန့်နေပြီးနောက်ဇနီးထံသို့ပြန်ခဲ့သည်တောင်ငူတွင်မိတ်ဆွေတင်ဟာများထံသို့အကျိုးကြောင်းစာရေးရန်အတွက်စာရေးဆက်ကူကတ်ကိုယူ၍စာရွေးမိပြုသောအခါစာရေးဆက်ကူကတ်ဤမှင်းနှိပ်ဆက်ကူပေါ်တွင် ထူးဆန်းသောအမှတ်အသားများတွေ့ရတော်သည်ဖြစ်ပုံမှားကား တစုံတယောက်သည်မှင်နှိပ်ဆက်ကူပေါ်တွင် စာရွက်ကိုတင်ကာခဲရန်ဖြင့်စာတောင်ရေး၏ရင်းသို့ရေးသည့်စာများသည်မှင်နှိပ်ဆက်ကူပြော့ပြော့ပေါ်တွင် အရေးအကြောင်းများထင်ကျန်ရစ်တော်သည်ထိုမှင်နှိပ်ဆက်ကူပေါ်မှ ရေးရာချစ်ရာများကိုတေးချသောဖတ်ကြည့်သောအခါတွင်က ကျွန်တော်ထိတ်လန့်အံ့ဩမိတော်သည် ကျွန်တော်မြည်သည့်အခါကားမှမမျှော်လင့်မီသည်ဟောကိစ္စဇိုးကြီးတရက်ပေါ်ပေါက်ချီးပြီးတကားကျွန်တော်မရှိသည့်ခိုက်တွင် ကျွန်တော်ဇနီးသည် အခြားယောက်ျားတစ်ယောက်နဲ့ဖောက်ဖောက်ပြန်ပြန်ကြင့်ကြံလောမာနေချောင်းကိုမင်းနှိတ်ဆက်ကူဘော်ကရေးရာချစ်ရာများက အထင်ရှားတက်တည်ခံ၍နေလီတော့သည်ကျွန်တော်မှာဒေါသထွက်ခြင်းစိတ်မချမ်းမသာခြင်း မခံမရနိုင်ခြင်းများပေါ်ပေါက်ခါအယူပမာဖြစ်ရတော့သည်ကျွန်တော်ဇနီးကိုခေါ်၏သူ့အမကိုလည်းခေါ်၏ကျွန်တော်တပည့်လက်ထောက်ဆရာကိုလည်းခေါ်၏ထို့နောက်မျက်နာစုံကြီးရှင်းလင်းတင်ပြရတော့သည် ကျွန်တော်ဇနီးကမျက်ရည်တွေ့တွေ့ကြကငိုယိုနေသည်မှတပါဘာစကားအမျှပြန်မပြောနိုင်တော့ကြည်လက်စုပ်လက်ကိုင်းမိနေချေပြီးမဟုတ်ပါလားကျွန်တော်ဒီဇနီးအားထ၍တက်ပြစ်ချင်းစိတ်ပင်ပေါ်မိစိတ်လဲအနာကြီးနာမိကျွန်တော်ကသူ့ဘော်တွင်အစွမ်းကုန်တစ္ဆာရှိခဲ့သည်မိဘပေးစားသောမိန်းကလေးကိုမယူဘဲမိဘများစိတ်မကောင်းအောင်ပြုခဲ့သည်ရက်ရွာကသဘောတူသည့်မိန်းကလေးကိုညှင်းပယ်ကရက်ရွာကိုဂိယုမဆိုင်ပြုခဲ့သည် ထိုဝစ်တွေလဲလီပြီတကားကျွန်တော်ဒီဒေါသကို မချုပ်တီးနိုင်တော့ပဲဇနီးအားအိမ်မနှင်းချလိုက်တော့သည်ကျွန်တော်တယောက်ထဲကြံရည်သောအခါတွင်ကမနေတဲ့မထိုင်တဲ့ဖြစ်ခါဇနီးအားလွမ်းဆိုတရိယာပြန်တော့ဤသူနှင့်ချစ်ခင်ကြည်နုခဲ့ကြသည်များကို တွေးကတတတဖြစ်မိတော်သည်သူ၏အပြစ်နာများကို တွေးမိပြန်သောအခါနာကြီးမုန်တီးမိပြန်သည်မြည်သောပင်ဖြစ်စေကျွန်တော်ချစ်ခင်ကျင်နာလှသည်ဖြင့် မိဘနှင့်မိသင်ဟတို့၏အညိုအညင်ကိုခံကကြိုးကြိုးစားစားယူခဲ့သောမယားဖြစ်သည့်အတွက်နှမျောတတယူကျုံးမယားဖြစ်မိလေတော့သည်လာနေငယ်ကန့်ကြာသွားသောအခါတွင်က ကျွန်တော်မှာလွမ်းစွတ်တန်းတာတရိယာလှသည့်စိတ်ကိုမမျိုးသိမ့်မအောင်ဤနိုင်တော့သည့်အတွက်သူတရင်ကိုမေးမြန်းစုံစမ်းကသူ့ထံလိုက်သွားမိတော်သည်ကြောက်တန်းမျိုးတို့လာခဲ့၏ကြောက်တန်းမှာတမန်ကလေးစီးကဘောဂလုတ်ဟူသောရွာသို့ရောက်ခဲ့သည် ဘောဂလုတို့ရောက်သောအချိန်ကညသကောင်ရန်ချိန်ဖြစ်လျာတရွာလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိ။အိမ်အလုံးဒီလဲတကားပိတ်ခါလူသူတစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရတော့ဖြစ်တော်သည်။ကျွန်တော်ကြံရမရဖြစ်နေစဉ်အလဲကျူးရမှပြန်လာဟန်တူသော ကာလာသားတစ်ယောက်ကို တွေ့ရသည့်အတွက် အကျိုးအကြောင်းပြောပြမေးမြန်းသောအခါတွင်မှ ကျွန်တော်သည်နေထိုင်သည့်အိမ်ကိုသိရတော်သည်။ ကျွန်တော်ကအိမ်တကားကို ခောက်ခါအပြင်းမှခေါ်၏ကျွန်တော်ဇနီးကတကားကိုဖွင့်၍ပေး၏ကျွန်တော်ကတတိယသဖြင့်လာချင်းဖြစ်ကြောင်းပြောပြကားသူ၏နေရေးထိုင်ရေးများကိုမေးကြည့်သည် သူကကျွန်တော်ကိုကြည့်ကားချုံချ၍ငိုတော့သည် ကျွန်တော်မှလည်းရင်းနှဲဆို့ကားမျက်ရည်ဝဲမိ၏သို့သောကျွန်တော်တို့ကဤဘဝဤမျှသာပေါင်းသင်းမှုကံကြမ္မာဖန်တီးကြပြီတကားအကြောင်းမူကားသူသည် ယခုအခါတွင်ကျွန်တော်ဤဇနီးမဟုတ်တော့ကျွန်တော်ဤဇနီးဟောင်းသာဖြစ်ပေတော့သည်တနည်းဆိုရလျင်အတိတ်ဘဝကတော်ခဲ့ဘူးသောဇနီးသာလျင်ဖြစ်၏ယခုပြစ်ဆက်ခတ်တွင်ကသူသည် အခြားသူတို့ဤကာမပိုင်မယားဖြစ်နေကြပြီတကားကျွန်တော်တက်ခေါက်၍ပြန်ခဲ့ရတော့သည်သူနှင့်တူနေထိုင်ခဲ့သည့်6နံပါတ်ရွာတွင်လည်းမနေကျင်တော့သဖြင့်ကမာကစစ်ရွာသို့ပြောင်းရွှေ့အလုပ်လုပ်ရင်းရှေးဟောင်းနောင်ပြစ်တွေကို တွေးကဆွေးကား လွမ်းနာကြ၍နေပေတော့တည်းဆရာဆရာမေလားနေတယ်တပည့်တယောက်ကပြောလာသဖြင့်ကျွန်တော်ဤအတွေးသည်ရက်၍သွားတော့၏အမေဟူသောအံကိုကြားလိုက်ရသည့်အတွက်အာတဝမ်းမြောက်သွားကလျင်မြန်စွာပင်ကြောင်းမောမဆင်းငယ်လျက်အမေထံပြေးလာမိသည် အမေသည် ကျွန်တော်ကိုမြင်သောအခါမျက်ရည်ကလေးတဆန်းဆန်းဖြင့်စီးကြိုလင့်၏ငရံရဲ့နေ့မှာဖြစ်လိုက်မှဖြင့်ဟိုလီတကြောကြီးပဲ နေအကြောင်းကြားရလို့အမေချက်ချင်းထလာခဲ့တာဟုအမေကဝမ်းနယ်လိုက်လဲတန်ဖြင့်ပြောရှာသည် အမတို့ကိုဘသူပြောပြသလဲဟုကျွန်တော်ကမေးလိုက်၏နေ့တငယ်ချင်းကြောင်းစရာမောင်လှမောင်ကစာရေးလိုက်တယ်ကိုင်စကားများမနေနဲ့ငရံနေခွေယူပြီးအမနဲ့အတူလိုက်ခဲ့ဖို့သာပြင်မိတော့အမေစကားကိုကျွန်တော်နှစ်သက်ပေသည် ကျွန်တော်ကတယောက်တည်းနေရလျင်တွားလီသူ ကျွန်တော်ဇနီးကိုသာလျင် လွမ်းဆိုတတ်တာတရိယာကအပူဆက်ခင်းနေမြီမှာတေးကြသည် အပူဆက်လည်းလာပေါင်းများစွာခင်းငယ်ရလေပြီ ထို့ကြောင့်ခွင့်သုံးလာယူကအမေနဲ့တူကျွန်တော်ဇာတိချက်ကျွေးမွေးရမြေတို့ပြန်ငယ်ရလေတော့တည်းကိုဇာတိရက်ရွာတို့ပြန်ရောက်တော့ခါရင်ကစိတ်သက်လူသက်ဖြစ်ကတာယာကြည်နူးတယောင်ဖြစ်ရတော့သည်မိဘများနှမများအမျိုးဆွေမိသင်္ကန်ဟာတငယ်ချင်းများနှင့်တွေ့ကား သမိဆက်ရာစကားများကို ပြောနေရသောအခါတွင်ကျွန်တော်အပူဆွေးမှာအင်းငိမ့်တက်တာတကဲ့သို့ဖြစ်ရတော်လဲတကိုယ်တည်းတယောက်တည်းနေရသောအခါတွင်က အနာဟောင်းထကလွမ်းရဆွေးရပြန်လေသည်စောင်းရသည်ဖြစ်ရာ ကျွန်တော်တို့ရက်မှာခိုက်ခိုက်တုံအောင်ချမ်းလာသဖြင့်တနေ့သောနနက်၄နာရီခန့်တွင် ကျွန်တော်အိပ်ရာမှနိုးလာတော်သည်အပေါ်ပါသွားရန်အိမ်အောက်သို့ဆင်းလာသောအခါတွင် ထူးဆန်းသောမြင်ကွင်းကို တွေ့ရတော်၏ ကျွန်တော်တို့အိမ်ရှိတွင်မီးဘုံကလေးဖိုးထား၏ထိုမီးဘုံဘေးတွင်မိမပြိုကလေးတယောက်မီးလုံနေသည်ကိုတွေ့ရသည်ကျွန်တော်တို့ဒိန်းသားလုံးမြည်သူမြမနှိုးကြမထကြသည်သဖြင့်ဤမီးလုံနေသောမိမပြိုသည်ပင်လျှင်မီးဘုံကလေးဖိုးထားခြင်းဖြစ်မည်ဟုတွေးမိသည်အဘယ်ကြောင့်ကျွန်တော်တို့အိမ်ရှိတွင်မီးလာ၍ဖိုးလေသည်နီထိုမိမပြိုသည်မြည်သူမြဝါဖြစ်လေသည်နီ ကျွန်တော်ဒီမိဘုံနီးတွင်ထိုင်ကားမိမပြိုအားအကဲခတ်၍ကြည်မိသည် မျက်နာကလေးကကြည်လင်ရှွန်းပါချစ်စရာမျက်နာကလေးပင်ဖြစ်သည်မျက်လုံးမျက်ခုံးနှာတံပါးစပ်အားလုံးတင့်တယ်လှပလျက်မိမချောကလေးဖြစ်သည် အသားရည်မှာဝင်းဝါ၍နေ၏ကိုယ်လုံးကိုယ်ပေါက်ကလေးမှာလည်းကြော့ရှင်းတောက်တင်းလှပေသည်ကျွန်တော်ဤအချစ်ဘူးအချစ်ဆွေးကိုပျောက်ကင်းအောင်ကုသပေးရန်အတွက်နှကောင်းနှမျက်များကဖန်ဆင်း၍ပြခြင်းမေလော့ ကျွန်တော်ဒီမိမ့်မပြိုအားနှုတ်ဆက်စကားပြောကြည့်မည်ဟုကြံစီစဉ်တွင်ပင်မိမ့်မပြိုသည်မိဘုံနီးမှထကားတနှဲ့နှဲ့ထွက်သွားလေတော့သည်ကျွန်တော်မှာအံ့ဩစွာဖြင့်ငေးမောကြံရစ်ခဲ့ရ၏အတန်ကြာလျင်ကျွန်တော်မိအိယာမှထကားမိလုံရန်ရောက်လာသည့်အခါတွင်မှအမခုတွင်ကဒီမိဘုံနားမှာမိန်းကလေးတယောက်တွေ့ရတယ်ဘဲကလည်းဟုမေးကြည့်မိသည်မက်ခင်နှဲ့ပါကွယ်မင်းမမှတ်မိတော့ဘူးထင်ပါရဲ့ ဟုအမေကပြော၏ဘဲကမက်ခင်တော့လေဒီနာမည်ကိုလည်းကျွန်တော်မကြားဘူးဘူးသူ့ကိုလည်းတစ်ခါမှမမြင်ဘူးဘူးအေးဟုတ်တယ်မင်းဘယ်မှတ်မိတော့မလဲတို့ရက်ထဲကကိုသားဆန်မက်မိတို့တမီးလေမက်ခင်တော့ငယ်ငယ်ကမြင်ကွန်းကို ပြောင်းသွားကြတယ်မကြသေးခင်က သူ့အဖေဆုံးလို့သူ့အမေနဲ့တို့ရွာကိုပြန်လာကြတာကျွန်တော်တို့အိမ်စောစောစီးစီးလာပြီးဘာဖြစ်လို့မီးလုံရတာလဲ ဟုကျွန်တော်ကအံ့ဩသံဖြင့်မေးလိုက်၏မခင်နွဲကမင်းနမမတ်တန်းနွယ်နဲ့အင်မတန်ချစ်ကြတယ်ညအိရင်မတ်တန်းနွယ်နဲ့အတူလာအိတ်တယ်မခင်နွဲကမနဲ့စောစောထားပြီးတို့လှုံမှုမီးဖို့ပေးသွားတာပါသူလာအိတ်တာကျွန်တော်မသိပါလားဟုကျွန်တော်ကမေးလိုက်၏သူကညစ်နမလာတာကိုကွယ်မင်းကစောစောအိတ်ရဝင်တော့ဘယ်သိမလဲမနဲ့လည်းအစောကြီးထပြန်တယ်ကျွန်တော်ဒီမခင်နွဲအเจ้าကိုတစိမ့်စိမ့်တွေးနေမိသည် မခင်ရွဲ့ဤမျက်နာကလေးကိုတရေရေထင်မြင်ပေါ်ပေါက်နေမိသည်ရင်းတို့တွေးတော်ထင်မြင်မိသောအခိုက်အခါတွင်ကျွန်တော်ဤပူမှုဆွေးမှုတို့သည်ငြိမ်အေးပြောက်ွယ်သွားသည်အောင်ထင်ရတော်သည်မြည်တို့ပင်ဖြစ်စေမခင်ရွဲ့ကိုကျေးဇူးတင်မိသည်ပူပန်ဆွေးမြေခြင်းဟူသည် အတိတ်ဖြစ်စဉ်ကို ပြန်လဲတွေးတော်စမြုပ်ပြန်သောကြောင့်ပူရဆွေးရခြင်းသာလျင်ဖြစ်၏ရင်းတို့ပြန်လဲတွေးတော်ခြင်းကိုမပြုပါဘူးဟုဆုံးဖြတ်တားမြစ်၍မြာ ပြန်၍ပြန်၍တွေးတော်မိကပို၍ပို၍ဆွေးရပြန်သည်ရှင်တို့ပြန်လဲတွေးတော်ခြင်းကိုပယ်ဖြောက်ရန်က တွေးတော်စင်စားခြင်းကိုလမ်းလွှဲကပူဇော်မှကြည်နူးစရာတို့ကူပြောင်းပေးခြင်းပင်ဖြစ်သည်ကျွန်တော်သည်ဇနီးဟောင်းเจ้าကို တွေးတော်ပူပန်မိသည့်အခါတိုင်းမက်ခင်ွဲ့เจ้าကိုတွေးခြင်းဖြင့်စိတ်ပြောင်းလဲဖြည့်သိမ့်ကတာယာကြည်နူးမှုကိုရှာရတော်သည်ရှင်တို့အပူဆွေးကိုအကြည်အေးဖြင့်အစာထိုးရပန်များလက်သောအခါ ဇနီးဟောင်း၏နေရာတွင်မက်ခင်တို့ရောက်ရှိလာသလိုဖြစ်ရလေတော့သည်တိုးတိုးဆိုရလျင် ကျွန်တော်သည်မက်ခင်တို့ကို တွေ့တာဆွဲမဲ့၍နေပြီဖြစ်၏ရင်းတို့တွေ့တာစရာရှိသောကြောင့်မင်းလင်လဲအတိတ်ရဲ့ဒဏ်ရာတန်ချံများရော့ပါသက်သားခွင့်ရလေတော့သည်ကျွန်တော်သည်မက်ခင်တို့နှင့်တွေ့လို့ဆုံလို့စကားပြောလို့သည့်ဆန္ဒပေါ်လာ၏သူ့မျက်နှာကလေးကိုမြင်ရလျင်ဘဝင်အေးပေလိမ့်မည် သူ့အတန်ကလေးကိုကြားရလျင် နားချမ်းသာပေလိမ့်မည် ထိုခိုက်တွင် ကျွန်တော်သည်အတိတ်ကိုလုံးဝမေ့နိုင်မည်ဖြစ်၏မက်ခင်နွဲ့နှင့်တွေ့ရန်အတွက်တနေ့သောနံနက်တွင်ကျွန်တော်အစောကြီးထ၏သို့သောမက်ခင်နွဲ့ကိုလည်းမတွေ့ရမက်ခင်နွဲ့ဖိုးထားသောမိဘုံကလေးကိုလည်းမတွေ့ရသဖြင့်ရင်ထဲမှဟာ၍သွားတော်၏ထို့ကြောင့်အမေအားမက်ခင်နွဲ့ကျွန်တော်တို့အိမ်လာမအိတ်တော်ဘူးလားဟုမေးလိုက်၏အေးမအိတ်တော်ဘူးဘာဖြစ်လို့လဲဆိုတော့သူကလည်းအပြော ်မင်းကလည်းလွတ်လွတ်လပ်လပ်ဆိုတော့တခြားလူတွေက တမျိုးတမျိုးထင်စရာဖြစ်မှဆိုလို့ကျွန်တော်ကန်ဆိုးလာသည်ဟုတွေးမိသည်ကျွန်တော်စိတ်ပြေလက်ပြောက်ကြည့်ရှုကနှစ်သိမ့်ကြည်နူးနိုင်သည်မက်ခင်ရဲ့ကို မတွေ့ရမမြင်ရပြန်ကြည့်တကားကျွန်တော်ယူထားသည် ခွင့်သုံးလစေသည်ဖြင့်ရန်ကုန်သို့ပြန်ကန်ဤသောအခါအမေသည် စကားထူးဆိုလေတော့သည်မင်းပြန်သွားရင်တားမရမရှိတဲ့အတွက်တရားအောင်ထဲရောင်းလဲလဲဖြစ်နေလိမ့်မယ် နောက်ပြီးတော့မင်းမယားစိုးကိုတွေးတော်တန်းတရင်စိတ်လည်းမကောင်းဖြစ်နေလိမ့်မယ်။ဒါနဲ့ဆိုးတာကတော့မင်းမယားစိုးနဲ့မတော်တဆပြန်ပေါက်မိရင်မင်းဘဝဟာရေဒိန်နစ်တော့မှာ။ဒါကြောင့်မင်းကိုမိမပေးစားလိုက်ခြင်းနဲ့ကျွန်တော်အံ့ဩ၍သွား၏။ဝမ်းသာရမလားဝမ်းနေရမလားဟုခွဲကြ၍မသိနိုင်အောင်ဖြစ်ရ၏။အမေပြောသည့်အချက်လက်တို့ကမှန်သည်ကြီးဖြစ်သည်ဟုထင်မိ၏။ဘသူနဲ့ပေးစားမှလည်းအမား ဘသူဖြစ်ရမှာလဲမက်ခင်ရွဲ့နဲ့ပေါ့ကျွန်တော်ဂျင်းနဲ့နှစ်သိမ့်၍သွားမိသည်ဤဝေဒနာမျိုးကိုဤစေးနှင့်ကုမှသာလျင် ပြောက်မီမဟုတ်ပါလောကျွန်တော်ပြန်ကန်ဤတွင်မက်ခင်ရွဲ့နှင့်အတင့်တဲထိမ်းများမင်္ဂလာပြု၍ပေးသည်ကျွန်တော်ဘဝကစမ်းကြည်ဤပထမအိမ်တော်တွင်တစုံတရာလက်ထက်ထိမ်းများခြင်းမပြုဘဲနှစ်ဦးသောတူလင်းများဖြင့်နေလိုက်ကြသည်ဒုတိယအိမ်တော်တွင်မှထိမ်းများမင်္ဂလာခမ်းနားစွာပြုရ၏ ကျွန်တော်ရန်ကုန်သို့အပြန်တွင်ဇနီးတစ်ကလေးမက်ခင်ွယ်ပါ၍လာတော့သည်မက်ခင်ွယ်ကရုပ်ကလေးချောသလောက်တဘောတကာရကောင်းလာပြီသည် ကျွန်တော်မှာသူ၏အချစ်ဦးအိမ်နောင်ဦးဖြစ်ရာမက်ခင်ွယ်သည် ကျွန်တော်အားချစ်ခင်ကျင်နာလှစွာ အလိုလိုက်သည် အကြိုက်ကိုပြုသည်ကျွန်တော်စိတ်မချမ်းမသာဖြစ်မိကိစ္စမှန်လျင်မြည်သည့်အမှုကိုမျှမပြုဘဲရှောင်ကျင်လျက်ကျွန်တော်ကိုယ်စိတ်နှပြချမ်းသာပျော်မွေ့မိကိစ္စကိုသာလျင် အမြဲဆောင်ရွက်အားထုတ်ရှာသည်ကျွန်တော်တို့ဇနီးမောင်နှံမှာစိတ်ဤချမ်းသာခြင်း ကိုဤချမ်းသာခြင်းနှင့်ပြည့်စုံစွာပျော်မွေ့ရွှင်ပြပီတိတုခဖြစ်ကြသည်သွားစရာလာစရာရှိလျင် လက်ချင်းတွဲကရှင်နှွဲသွားလာကြသည် စားစရာရှိလျင်တယောက်ကိုတယောက်ခွန်ကြွေး၍အာမရဖြစ်ရသည်တယောက်ကိုတယောက်ကြည်ကားပီတိဖြစ်ကြရ၏တယောက်ဤစကားကိုတယောက်နာတော်တာစင်ကကြည်ရွှင်ပျော်မွေ့ကြရသည် အဆုံးကိုဆိုရလျင်ညအေခန္ဒီတွင်ပင်ယုတ်တရမအိတ်နိုင်ကြသေးပဲရှေးအောင်နှောင်းပြစ်တွေကိုပြောဆိုစမြုပ်ပြညာရင်တခိခိနှင့်ပီတိသောမနတာဖြစ်ကြရလေသည်သို့တော်လာပါကြပြီကျွန်တော်ဘဝတွင်သို့တော်ပေါင်းမြောင်များစွာကို တွေ့ခဲ့ရပါ၏ကိစ္စဝိဇ္ဇဝဝအပြည့်ဆုံးအစဉ်ပြေနေလျင်သို့တော်ဟု ပြောเสียအနှောက်ယှက်တွေ့၍လာတတ်သည်လူဘဝဟူသည်စေလုံးကျော်အစဉ်ပြေသည်ဟူ၍မရှိပဲ သို့တော်ဟူသောအနောက်ချက်အဖုထစ်တွေပြည့်ရှံ၍နေကြဤတကားကျွန်တော်တို့ဇနီးမောင်နှံမှာတယောက်နှစ်တယောက်မျိုးထားမလူမတက်ချစ်ခင်ကျင်နာပါသောညာလေစိတ်မချမ်းသာစရာကိစ္စနှင့်ကြုံတွေ့ရလေတော့သည်အနောက်ဖက်ဒေသဥရောပတခွင်တွင်ကဘာစင်မီတဟီဟီလောင်မြိုက်နေရာမှအရှိတိုင်းတခွင်တို့စင်မီကူးဆက်တော်မီအရိပ်ရောင်ပေါ်လာတော်သည်စစ်ဖြစ်တော်မီတကယ်ကဲဖြစ်နေ၏စစ်အတွက်ပြင်ဆင်မှုတွေကိုလည်းတွေ့ရသည် ကာကွယ်ရေးတပ်များမိသက်သမားများသည် ခြေချင်းလိန်ကအလုရှုံနေကြသည်မကြာခဏအစမ်းမှောင်ကြသည်အချက်ပေးအော်အော်တန်ကြီးကမကောင်းဆိုးရွားကိုမြင်သဖြင့်ဥလိုက်သော ခွေးနယ်ကြီး၏အတန်နှင့်တူလာကာကြက်သိမ်းမှွေးညင်းဖြစ်မိတော်သည် လူတိုင်းပင်ကြီးလန့်စားစားဖြစ်ကြရ၏စစ်ဖြစ်လာလျင်မြည်သည့်ရက်သို့ပြေးလွာပုန်းရှောင်ရမည်ကို စီစဉ်ထားကြရသည် အထုပ်ပိုးများပြင်ကြရသည် အသေးတစ်ထိတ်ထိတ်ရင်းတဖို့ဖို့ဖြင့် အိယာမန်စာယာမန်မတိလောက်အောင်ပူပန်လောင်မြိုက်တောဂါမီတိုက်ချင်းခံရရသည်ထိုထဲတွင် ကျွန်တော်တို့ဇနီးမောင်နှံလဲပါလျာကျွန်တော်တို့မှာချစ်စာကျင်နာစတွင်ချစ်၍အာမရရွှင်ပြ၍ဒေမတိန်နိုင်ဖြစ်ရသည့်အချိန်တွင်စစ်တီးဟူသောမကောင်းဆိုးဝါးကြီးသည် ကျွန်တော်တို့၏ပျော်ရွှင်နှစ်သိမ့်ခြင်းကို ဖြိုခွင်းခြေမုံလိုက်ချပြီးတကားကျွန်တော်မွေးနေ့ဒီဇင်ဘာလ၈ရက်နရော်လဆုပ်၆ရက် ဂျပန်နှင့်အင်္ဂလိပ်တို့စစ်ဖြစ်ပြီးဟုကြေညာလေတော့သည်ကျွန်တော်တို့သည် နေမထီထိုင်မသာ ထိတ်လန့်တုံလှုပ်ခါထိုနေ့တွင်မင်းဇာတိချက်ကျွေးမွေးရမြေသို့ပြန်ခဲ့ကြ၏လာမည့်ဘေးကို တွေး၍ကြောက်ခါမစားနိုင်မအိတ်နိုင်ဖြစ်ကြရသည် ရင်းတို့တတွေးတွေးတဆွေးဆွေးနေရင်းတွင်မင်းအင်္ဂလိပ်စစ်တပ်များအုပ်ချုပ်ရေးအရာရှိများစုပ်ပြေးထွက်ခွာသွားကြလေရာမင်းမဲ့တိုင်းပြည်ဖြစ်လျက်တောကြောင်များကိုကြောက်ရွံ့နေကြရသည် တောကြောင်တက်သိုးသောဂျပန်ကြောင်များရောက်လာကြကြပြီကျွန်တော်တို့မြို့ပေါ်တွင်မနေဝင့်တော့ဘဲတောရွာများသို့တရွာပြီးတရွာရွှေ့ပြောင်းပုန်းရှောင်နေကြရ၏ရင်းသို့ပုန်းရှောင်နေရင်ပြဿနာတစ်ခု ပေါ်လာပြန်သည် အချစ်ရဲတဲ့စည်ရဲခတ်၏စည်ရဲတဲ့ဝမ်းရည်ခတ်လာပေသည်ကျွန်တော်ဤဇနီးမခင်ွဲ့ကိုသူ့မိခင်နှင့်အတူ တောရွာတွင် ထားခဲ့ကကျွန်တော်မှာပရိယေသနဝမ်းသာရှာဖွေရန်အတွက် ရန်ကုန်သို့တက်ဆင်းခဲ့ရလေသည်မက်ခင်ရွယ်ကတရှုပ်ရှုပ်ငိုယိုကကြံရစ်ခဲ့ရှာ၏ကျွန်တော်မှလည်းရင်ထဲမှစို့ကမျက်ရည်စို့၍နေမိသည်ကျွန်တော်ရန်ကုန်သို့ရောက်သောခါတွင်ကမက်ခင်ရွယ်နှင့်လုံးဝအဆက်ပြတ်နေတော်၏စားရိုက်မှစားပြီး၍လည်းမရနိုင်လူကြုံကလည်းမရှိသဖြင့်တယောက်နဲ့တယောက်မာကြောင်းတာကြောင်းများမသိနိုင်ငွေကြေးကလေးပို့ခြင်းမှာတော့ညာလေမပို့ရဖြစ်တော်၏ တနေ့တွင်ကကျွန်တော်တို့ရွာမှလူတယောက်သည် ကျွန်တော်ထံရောက်လာ၏ထိုသူကသတင်းသူကြီးတစ်ခုပြောပြ၏ထိုသတင်းဆိုကြီးကို ကျွန်တော်ကြားလိုက်ရသောအခါမျက်စီတွေပြသွားလျက်သတိလက်သလိုဖြစ်ရတော်သည်မက်ခင်နှဲ့ဆုံးပြီကျွန်တော်ဘာစကားအများမပြောနိုင်တော့ဘဲငေးငိုင်နေမိတော်သည် ကျွန်တော်ဤအိမ်တော်ရေးကတကွက်ကလေးမျှအစင်မပြေပါပေတကားပထမအိမ်တော်နှင့်ကြီးပြူရှင်ပြနေခဲ့ရစဉ်ကလည်း မမျော်လင့်သောကိစ္စကြုံတွေ့ရသဖြင့်ရှင်ကွဲကွဲကြရသည်ယခုမခင်တွဲနှင့်ချစ်ခင်ရှင်ကြီးတတ်ဆုံးတိုင်နေမည်ဟုအားခဲပြန်တော်လဲတေမင်းခွဲ၍ကွဲရပြန်ကြပြီဘဝဟူသည်ဒုက္ခတောကတို့ပြွညာငရဲပုံတမျိုးပါတကားဤဘဝသာလျင်ဆိုးသည်မဟုတ်ဤဘဝထိုဘဝဘယ်ဘဝအမြကောင်းလှမည်မဟုတ်ဘဝဟူသည်အစိတ်တီးနှင့်တူလှပါပေ၏ အစိတ်သီးကချိုးမြိန်ကောင်းမြတ်သော အရသာတမျိုးမျိုးရှိမည်ကားမှန်၏သို့သောအစိတ်မကင်းသဖြင့်တနေ့နေ့တွင်အစိတ်သင်ကမရှိမလှခံရမည်မှာသေချာလှပေ၏တန်တရားတခွင်တွင်ကျင်လည်ရမည်ဘဝထိုးထိုးတို့သည်ဒုက္ခအတိတာတကားအစိတ်သီးနေမချမှန်စွာတူလှပါပေ၏ချစ်ခင်ပေါင်းသင်ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြ၏တကား ျွန်တော်ဤဘဝကို တွေးကလက်တွေစင်းပြီးတို့ကလေးတစ်ခု ပေးလို့လှပါ၏ချစ်မယားနှင့်ချစ်သားချစ်သမီးချစ်စိတ်တဲ၍မငီးရှုပွဲ နာဝယ်ตาယာဖြာဖြာပီတိဂွန်းစီထိတို့ညှိတွေပေမှတမှုတရကဒုက္ခစင်စစ်အမှန်ဖြစ်၏ချစ်ကြခင်ကြကျင်နာကြလဲကွဲရတနည်းတွေ့မည်တော့ကပူပြခလိန်ဘဝထိုးတို့ဥဒဟိုတွင်ချစ်ဖို့ကျင်နာ မခွာတူနေခြင်းမူလဲဘသူမဖြစ်စိုးညစ်ဝိပရိဖောက်ပြန်ပြီး၍အမိနှင့်သားမယားနှင့်လင်းဖခင်ရင်သွေးကွာဝေးရှင်လွဲတေကွဲရှင်ကွာဓမ္မတာကိုဘဲခါမပြတ်ခံရတတ်၏မမြတ်ဘဝဒုက္ခဖုံဖုံဆန်းစုံမျောပါတန်တရာမှလွတ်ရာလွတ်ချောင်းကျွတ်စုတောင်း၍ကောင်းမြတ်နိဗ္ဗာန်ရည်စူးလော